အိုက်ကွာဒီလား IKTV ဟိုင်းငန်းနေကိုကွာဒီလားသွားလို့ကို့အတွက်ဘာအကျိုးကျေးဇူးရမှာလဲငါလည်းမသွားမပြောဘူးနော်ငါအရင်တော့ကအရင်တော့ကငါသွားခဲ့တယ်သွားခဲ့တယ်ဆိုရယ်ဆိုတဲ့တင်းနေကြားတဲ့နောက်ပဲမှာငါယောက်ျားကငါထိမရမယ်ဒီရမှာငါအိမ်နောင်ကြီးပြုတ်ပဲလိမ့်မယ်ဆိုပြောမှငါဟိုင်းငန်းနေလိုက်ခဲ့ပြီးတော့ရှိရဲ့နော်ဒါပေမဲ့ပြောပြတာက ZRTN မျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်နောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါရရှင်ကျွန်မနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်အိုက်ကွာဒီလား IKTV ဟိုင်းငန်းနေဦးပါဒီလားသွားလို့ကို့အတွက်ဘာအကျိုးကျေးဇူးရမှာလဲငါလည်းမသွားဝင်ပြောဦးနော်ငါအရင်တော့ကအရင်တော့ကငါသွားခဲ့တယ် သွားခဲ့တယ်ဆိုတော့ငါရဲ့ယောက်ျားနော်ငါရဲ့လင်ုံကစိတ်မချလို့ဆိုပြီးတော့သူ့သတင်းတွေကြားပြီးသူ့မျိုးစုံတွေသူအမားတွေကျူးလွန်ပြီးတော့သူ့မျိုးစုံတွေဘာဖြစ်နေလဲဆိုတဲ့သတင်းတွေကြားတဲ့နောက်ပိုင်းမှာငါယောက်ျားကငါထိမှရမယ်ဒီရမယ်ငါ့ရဲ့နောင်ကြီးပြုတ်ပဲလိမ့်မယ်ဆိုပြီးတော့မှငါဟိုင်းငန်းတွေလိုက်ခဲ့ပြီးတော့ရှိရဲ့နော်ဒါပေမဲ့ပြောပြတာကပြတာကဟိုင်းငန်းမာလေးဒီလားအဓိကကိုယ်စိတ်ကိုပဲအဓိကကိုယ်စိတ်ပဲဘယ်အရာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်စိတ်ကအဓိကပဲ ကိုယ်စိတ်ကိုအဓိကထိန်းနိုင်ရင်ရတယ်เนาะအဲ့ထက်မှာသုံးရတဲ့ item တွေကိုလည်းအဓိကကိုယ်စိတ်ကိုနိုင်ပြီးတော့မှကိုယ်ဒီ limit ထားပြီးတော့မှသုံးရဆိုရင်ကိုယ့်အတွက်အမှားမဖြစ်ဘူးเนาะဒါပေမဲ့ပြောချင်တာပါလဲဆိုတာကတော့ဒီ item တွေဒီ high end တွေကိုเนาะသွားတဲ့တကူကိုယ့်အတွက်ဘာကြိုးကျေးဇူးရတယ်ဘာမရအောင်เนาะဘာမရအောင်เนาะငါယောက်ျားလေးရင်တော့သွားခဲ့တဲ့ချိန်တွေတော့ငါတားခဲ့เนาะ ဘာလို့ဖို့သွားမှလဲမသွားနဲ့တည်ရမလားသွားလဲခဏပဲသွားပြန်လာပေါ့နော်ဟုတ်ဘူးအလုပ်ကိစ္စအလုပ်ကိစ္စဆိုပြီးတော့မှအဲ့ထက်မှနင်မွန်းပြီးတော့မှနေခဲ့တာပေါ့နော်ဒါပေမဲ့ဒီအတွက်ကိုငါတို့ကသူတို့အဲ့လိုဟိုင်းကန်းနေသွားလို့ငါတို့မိသားစုအတွက်ကိုငွေတွေပြန်များရရလာတယ်ဘာအကျိုးကျေးဇူးတွေရလာလဲနော်နောက်ဆုံးငါဘာပြောခဲ့လဲဒီလား ဒါနင်းအဲ့လိုမျိုးဟိုင်းငန်းနေတဲ့သွားမှနင်းအလုပ်ကိစ္စတွေလုံးမှငါတို့အဆက်ရမယ်ဆိုရင်ငါမလိုချင်ဘူးတိတာအဲ့လိုမျိုးတည်းငါမလိုချင်တော့ဘူးငါတို့မိသားစုအေးချမ်းချမ်းလေးပဲငါနေချင်တယ်မသွားနဲ့တိတာငါကအောက်ရှိရတက်လာတဲ့မိမဖြစ်တဲ့အတွက်ကိုငါပတ်သက်မရတယ်ဘာမှမဖြစ်ဘူးတိတာငါဘလို့နေနေငါအဆင်ပြေအောင်ငါနေတတ်တယ်ငါစားတတ်တယ် ဒါပေမဲ့မရဘူး။ဒါလို့မရတော့ဘူးကွာ။ဟိုင်းငန်းတွေစသွားပြီးပြီဆိုရက်တော့ယောက်ျားတော်များများနော်။အဲ့ထဲမှာပဲပြောကြရတာအကုန်လုံးကဘသူမှဒါလို့လည်းမရဘူး။ဘသူမှအိမ်မှာချုပ်ထားလို့လည်းမရဘူး။နော်။အဲ့တော့ခါကျတော့ဒီရဲ့အကျိုးကျေးဇူးကဘာရလာလဲဆိုတာကျတော့နောက်ဆုံး KDB က sorry တပွေတပွေနဲ့ဖြစ်တယ်။နော်။မိသားစုတက်ဆိုတာဒါဖြစ်လာတော့ဦး KDB ရ sorry တပွေပြီးတပွေနဲ့ဖြစ်ပြီးတော့ခါကြ KDB ရ sorry က င်ပြေသွားတယ်ချမ်းသာသွားတယ်စိုင်းနေကနာတွေနဲ့ကားတွေနဲ့เนาะအဲအင်းနေငါပြေးစိုင်းနေခွင့်ပြေးเนาะမြေတွေမြေွက်တွေဝယ်ပြေးအဲ့လိုမျိုးတွေဖြစ်သွားတာပါဒီလားအင်းကမိမတွေအတွက်ကဘာမှမရောက်လာတော့ဘူးဒီလားအင်းကမိမတွေရောသာသမီတွေနဲ့ဖြင်းပြေးเนาะလောကကံရတဲ့တွားလာတဲ့အင်းကသာသမီတွေဆုံးမသွန်နေရတဲ့အကုန်လုံးအကုန်လုံးသူတို့တကူလည်းစိတ်တော့ကရပါတယ်အဲ့လိုမျိုးတွေဖြစ်ခဲ့တာเนาะဒီလားအဲ့ရဲ့အကျိုးကြီးဆိုပါလဲဆိုတော့ဘဝပြက်ကတာနောက်ဆုံးတော့ဘဝပြက်တာ ီလား IKD ဟိုင်းကနေထဲမှာလေးသွားလို့အကျိုးကျေးဇူးဘာမှမရအောင်เนาะဘဝပြတ်တယ်ကိုကိုတိုင်းလည်းဘဝပြတ်တယ်မိသားစုဘဝလည်းပြတ်တယ်အားလုံးပျက်စီးသွားတယ်ဒါပဲ KD ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခံစားချက်ကို အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသော နေ့ရက်လေးဖြစ်ပါစေရှင်။